အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့ဆရာတော်ရဲ့အထောက်ပတ်တိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘာကြီးမိုးကရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအပြင်ဆရာတော်ရဲ့မိသားစုဝင်ဖြစ်တဲ့ဆရာတော်ရဲ့ဒူမလေးကလည်းဆရာတော်နဲ့ပတ်သက်တဲ့ဖြစ်စဉ်ကိုပြန်လည်ရှင်းပြထားတာဖြစ်ပါတယ် အဲ့ဒီအပြင်နောက်တစ်ခုကတော့ဆရာတော်ပူးခဲ့တဲ့နေ့ကဆရာတော်ပြောသွားတဲ့စကားနဲ့ပတ်သက်ပြီးတော့လူတွေတော်တော်များများကသိချင်နေကြအဲ့ဒီစကားကပါလဲဆိုတော့ဆရာတော်ကလက်ကိုတော့ကြည့်လိုက်ပါလက်ကိုတော့ကြည့်လိုက်ပါဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့လူတွေကအဲ့ဒီလက်ကဘယ်လိုပုံစံမျိုးနဲ့ချထားလဲဆိုတာကိုတော်တော်လေးကိုစိတ်ဝင်စားနေကြပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုအစအဆုံးတင်ထားပြတာဖြစ်ပါတယ်ဗီဒီယိုကတော့နည်းနည်းတော့ရှင်းမယ်သီးခံပြီးတော့ကြည့်ပြပါခင်ဗျာ viewer တွေအားလုံးကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါခင်ဗျာ let's go cool. ါရွှေဟင်းသာကူထက်ကအောင်တော်မူကုန်းပေါ့ဗျာဒီလောကတော်ထဲမှာရန်တော်မူဝါဒ6ရက်လောက်နေမှာဒီကားတယောက်သွန်းလာဖို့လို့တည်ရတဲ့ဥဒမာဆိုတဲ့နေရာကိုကျွန်တော်သွားမှာဗျခါတိုင်းလဲလာတော့လှူဘူးတယ်မကြမကြလားလှူတယ်ဗျကျွန်တော်ကသူလဲရွာထိပ်ကိုတက်စီဝဲဆိုပြီးလာရင်းနဲ့ ။ရောင်းမကြီးကနေလှမ်းကြည့်လိုက်တာတောင်ကြီး။ဩငါခါတိုင်းတက်စီသွားသွားလှူတယ်လို့။ဒါကတော့ဘာဂျီမိုးကဆရာတော်ဥတ္တမကိုလွန်ဆွတ်တဲ့အနေနဲ့ပြန်လဲတန်တာတဲ့စကားကိုပြောတော့တာဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုအခုကနေစပြီးတော့ကျွန်တော်စိတ်ဝင်စားစွာကြည့်အောင်။ငါတက်အောင်မေလို့တက်လာ။လမ်းတော့ဒါပဲဗျတော်တော်ဆိုးတယ်ချိုးနေရမရဘူးတယောက်ပိုးကိုတော်တော်မောင်းရတယ် เนาะอาอู้ฤดูอ่ะชมิ้นตกแล้วป่าเลยเปียมုံแล้วป่าดาเลยตั้วจ้วยมั้ยเปียปอย่อเห็นเนาะอุรมัยเบร้องอ่ะบลูณีลาเดบลูสะลุลาเดสัวจนตีตลอดပြောပြမယ်ဗျာเนาะကျွန်တော်ပြောသားတလို့ပါပဲเนาะဆရာတော်ရဲ့အထောက်ပတိနဲ့ပတ်သက်ပြီးတော့ပထမဥစွာကဟိုဘာဂျီမိုးကအရင်ရှင်းပြပေးတော့မှာဖြစ်ပါတယ်အဲကျွန်တော်တို့အတူတူနားထောင်ကြရအောင် အဲရေတကောင်တောင်ပေါ်မှာအောင်းတော်မူကုန်နဲ့နော်အဲ့ဒီမှာဥဒ္ဓမဆိုတဲ့ဆရာတော်ကြီးပြန်တော်မူွားတယ်။အဲ့ဒီဆရာတော်ကြီးဆို လူဘွားနဲ့စပိန်လေးနဲ့လာ တောင်ကြီးအနေတက်နေပေါင်းများစွာအဲ့ဒီပုံမှာသူတန်ရှင်းကြီးတွေလို့ဘာဖျားမှမရှိဘူးဘာသေးဒီမှမရှိဘူးတောင်ကုန်ကြီး။အဲ့ဒီမှာသူဈေးဒီတွေတဲ့တယ်ဗျာ။လမ်းတွေလုတ်တွေဗျာနော်ရေကန်တွေရှိတယ်။သေးဒီတဲ့တယ်ဆိုတာကတီတီလေးလက်သီးသုံးလောက်ဟာလေးမဟုတ်ဘူးနော်။ อืม18ตองแล้วซีดีนี่เตถ่าดาก้าลั้นปอกล่ะไม่ปอกหูชี้จิ้นตูโกไรยีขัดเดตูโกไรทั้นเดตูโกไรเตเดหลู่ได้หลู่ดิชิยังตูงาบีทั้นเดเออลั้นปอกดามาลนท้องชิ3-4นิดบ่เปียอะราบ่มาสู่กันจนตั้วเดเปียบ่หลู่เดกระโดดเดสกาดิบาอีเปียวเดบ่าโลร้องซื่อ ကျွန်တော်တို့ကလည်းကျွန်တော်လည်းတယောက်တည်းနေတာဗျအဲ့ဒီဘုံကြီးကလည်းတယောက်တည်းနေတာရှမ်းပါပါတယ်ဒီတောင်တန်းမှာတော့အားလုံးကမကောင်းဘူးလို့ပြောရမလို့အားလုံးကောင်းပါတယ်သူဟာနဲ့သူစွမ်းသားတွေရှိတယ်သို့ပေမဲ့ရွတ်ရွတ်ချွန်ချွန်လူဘွားနဲ့တယောက်တည်းနေပြီးနောက်ဆုံးယဟန်ဘွားကိုတက်ပြီးတော့တပါးတည်းနေသွားတာဘယ်ဖော်မှလည်းမရှိဘူးသူဟာနဲ့သူချွေတာစူဆောင်းချင့်ကြံပြီးတော့နေပြီးတော့ လောက်သွားတယ်ကြောင်းကံဖရားတွေဦးနေဦးပဲအဲ့ကောင်တောင်ကုန်းထက်ကြီးတွေမှာအုတ်လုံးရောက်မှုတဲ့တဲ့အိတ်ရောက်မှုဆိုလွေတဲ့လုံမဟုတ်ဘာမှမလောက်သွားတယ်ဗျတော်တော်ကျွန်တော်ချိန်မောင်းတယ်ကျွန်တော်တော်တော်လေးလေးစားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဟိုးမြင်ဆုံးတောင်ကြီးမှာကျွန်တော်တက်နေတာတဝါတွင်အတက်နေပြီးပြီးဆိုဟိုးတောင်ကမှုလေးကနေသူ့ကိုလှမ်းអော်တာဝူးဆိုဟေးသူအဲ့လို အဲကျွန်တော်ကိုခေါ်ရတော့မိုးကြီးဘာလို့အတ်တော့မလိုပါဘူးအဲဒီရောက်နေတယ်အဲ့လိုချက်လေးတွေပြီးတော့ကျွန်တော်လည်းမိလန့်လန့်ထိုးတယ်ဗျမိုးကြီးဖြစ်စင်ပေါ့နော်ဒီနေ့ကမိုးတွေကတအားကောင်းတော့အောက်မှာဟိုတလောကရန်တော်မမူခင်ကဆင်းရလာတော့တွေ့ဦးသိန်းကြီးဘာလို့အတ်တော့ဆိုမလိုအပ်ပါအောင်ကွာတဲ့ငါလည်းလှုပ်ဆရာလေးတွေကြံနေတာတဲ့ပြီးတက်အောင်လှုပ်ရမယ်ဘာဒီလှုပ်ဆရာကြံတာတော့ဆိုတော့ကျွန်တော်ပြောသွားတာတော့နားထောင်နော်ဒါကတော့ဆရာတော်ဘက်ကသူလှုပ်လှုပ်ဆရာတွေ ကျန်တာကို तू ကမှန်သွားတာเนาะဒါတော့ तू ပြန်တော်မူမှာကိုကြိုတိနေတယ်လို့ပဲเนาะ तू ဒီဟင်းသာကူကတက်တက်လမ်းကြီးအဆောက်တယ်ကွာတဲ့ငါတောင်ဘက်ကနေမင်းတို့ဘက်ကနေလမ်းကွင်းလမ်းကနေငါလှုပ်မယ်တဲ့လှုပ်ပြီးတော့ရည်တွင်းတူးတဲ့စက်တွေတည်ပြီးတော့တင်ပြီးတော့အဲ့ရှေ့ဘက်ကရှူတွေကိုရည်တူးမယ်ကွာတဲ့ဒါပါပဲတဲ့ကျန်တာကတော့လှုပ်เสียမလို့တော့ပါဘူးတဲ့တရားဆိုတာလည်းမင်းပြောတယ်လို့ပဲမူကြီးရတယ်ဘာလှုပ်လို့လှုပ်ရင်းကရင်နဲ့ ိတ္တိထားရင်ဒါအေဂျင့်ဝါတာပဲကွာကျွန်တော်တို့ကလူဘဝကလည်းတူတူစုံကြတော့အဆွေးနွေးတယ်တိုင်မင်းတယ်ရဟန်းဘဝမှာသူဥဒမကြီးသင်္ကန်းဝတ်ဝါပြီဆိုကျွန်တော်မကြမကြသွားတယ်လူတယ်အဲဒီနေ့ကျမိုးရီယာများတော့ကျွန်တော်လည်းမရောက်ဖြစ်ဘူးသူအောက်မှာသူခွေးလေးတွေကြွေးဖို့စာလဆင်းဝင်ရင်ကျွန်တော်နဲ့တွေ့တယ်ကျွန်တော်ဝဲလူတယ်အဲသူကတော့ကျွန်တော်ကိုတွေးတော့ပြောသေးတယ်ပြန်တော့မမူခင်ကအောက်မှာဆင်းလာတော့ အာကွာတဲ့မင်းပြာသူလာတဲ့ကြတော့လာခဲ့အောင်ကွာတဲ့အပြာသူလာတော့လာနိုင်တယ်ဖေရလို့ဒီကြတော့တပီတော့မလာနိုင်ဘူးလို့လှုပ်လေးတွေလည်းရှိတယ်ခကြီးလေးလည်းသွားအောင်ဆိုအေးပါတဲ့အခုကြတော့ပြာသူတောင်မှမဆောင်လိုက်ဘူးဦးဓမ္မကြီးပြန်လွန်တော်မူသွားနော်ဒါပြန်လွန်တော်မူသွားရတော့ပီပီတီတီနေလို့ပေါ့ဗျာကျမ်းမာရေးမကောင်းတာကိုတကာကြီးရှိတယ်ညီကိုမောင်နှမရဲ့ရှိရခေါ်လို့ရတာပေါ့သူကပီပီတီတီနေသွားတာပြန်တော်မူတာလေးငယ်ရဲ့နေမှာ ပုံနေမှာတိအဲတော့မှသွန်သွားဖို့တဲ့အကောင်လေးနဲ့တွေ့လို့ကျွန်တော်တော့အခုချိန်ဒီအဲ့တောင်မှမရောက်သေးပါဘူးဗျဘာလို့တော့ဆိုတော့ဘုံကြီးတစ်ပါးပြန်တော်နူမွားတယ်ဆိုရင်သူတို့ပစ္စည်းပစ္စည်းအားအစတန်ခါနဲ့ပတ်သက်ရင်တန်ခါကိစ္စတွေရှင်းညလင်းညတွေရှိရလေအဲထို့တူပဲနောက်ပိုင်းတော့ကျွန်တော်ဖြည်းဖြည်းခွေးလေးတွေစာသွားကျွေးမယ်ဗျအဲ့တောင်ကုန်ထိတ်ဘာလို့လဲဆိုခွေးရလဲ၁၀ကောင်လောက်တော့ကျန်လောက်သေးတယ်သူကလည်းများတယ်အဲ့တော့ကြောင့်လူဆိုတာက တတိထင်ရှားရှိနေရင်မစားရင်တောင်းစားလို့ရတယ်ပြောစားလို့ရတယ်တလိမ့်ဆန်လေးတွေကသနာတွေကကောင်းနေတယ်အဲဒါကြောင့်ကျွန်တော်နောက်နေ့ဝေးလေးတွေသွားကြွေးမယ်ဒီဒါကတော့ဆရာတော်ရဲ့သူမဆရာတော်ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့သူပြန်လဲလာရောက်ရှင်းပြသွားတာဖြစ်ပါတယ်သူလာရောက်ရှင်းပြရတဲ့အကြောင်းရင်းကတော့လူတွေတော်တော်များများက comment ထဲမှာထင်လွှဲမှုတွေပေါ့နော် ဟိုကိုထင်ရမြင်ရတုံးတက်ခဲ့တဲ့တုံးတက်ချက်ပေါ်မှာနဲ့ပတ်သက်ပြီးတော့သူပြန်လဲရှင်းပြဖို့ဒီဗီဒီယိုကိုတင်ဆက်ထားတာဖြစ်ပါတယ်။ကဲဆက်ပြီးတော့ကြည့်အောင်။ဒီဖုန်းကြီးကိုတချို့ကဒီပြန်လုံတော်မူတာတောင်မှအဲဆွဲတယ်ပေါ့နော်။မှန်ပါတယ်သူတို့ပြောသလိုဒီ သူလှုပ်စရာကိစ္စတွေမပြီးပြတ်သေးတဲ့အရာတွေကိုဆွဲတယ်ဆိုတာကိုလက်ခံတယ်မိသားစုအနေနဲ့ရကြတော့လေဘာလို့လက်ခံနေလဲဆိုတော့မနေ့အဲ့ဒီဖုန်းကြီးမှာဖုန်းကြီးနိုင်တဲ့ဂျိုရောမယ်ဆိုပြီးကျွန်တော်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာဖုန်းကြီးဘေးမှာဖုန်းကြီးရဲ့ဒီအဲ့သူ့အခန်းမှာပေါ့နော်ဒီပတ်စံလေးတွေအဲ့ကလေးနဲ့ထုတ်ထားရေးလဲတွေ့ခဲ့တယ် ဲ့မှာသူ့တကားတွေကအမြဲတမ်းတောင်ပေါ်တက်နေတဲ့တကားတွေရှိတော့ခါကြဘာလဲဆိုတာကိုမေးတော့ကြတော့ဒါကလန်ခင်းဖို့အတွက်ကြံတဲ့ဝိထုငွေတွေဆိုပြီးတော့သူတို့ကပြောပြတယ်လန်ခင်းမဲ့အတွက်ကြံတဲ့ဟာတွေဆိုတော့ခါကြတော့အခုဟာကလန်ခင်းမဲ့နေရာဘယ်နေရာလဲဆိုတော့ကျမတို့ပုံမှန်တက်တယ်ဆိုရင်ဒီဟင်းနာကူဟင်းနာကူဒါဟင်းနာကူတောင်ပေါက်ရောက်ပြီဆိုတောင်ပေါက်ရဲ့ဘေးကနေတက်သွားရင်လည်းရတယ်ဒီဖုန်ကြီးเจ้าဘေးကနေပြီးတက်သွားရင်လည်းကျွန်တော်တို့ဘာကြီးဖုန်ကြီးစီကိုရောက်တယ် ဒါပေမဲ့သူကကြတော့ဒီကားနဲ့တက်လာတဲ့သူတွေလည်းအဆင်ပြေအောင်လို့ဟင်းသာကူတောင်ပေါ်ကနေတက်သွားလိုက်လို့ရှိရင်ဒီမှာဒီဇေဒီတစုရှိအဲဇေဒီရဲ့ဘေးမှာကားလန်းဆိုတဲ့အရာလေးကျွန်တော်ဒုတိယဘာကြီးမိုးပြောပြထားတဲ့ဗီဒီယိုမှာလည်းပါတယ်တစ်ချက်ကြည့်ကြည့်လားအဲလန်းကကြတော့ဆင်းရပြူရတာအရင်လွန်ခဲ့တဲ့၄-၅နှစ်လောက်ကတော့သူလန်းနေရှင်းထားတဲ့အတွက်ကြောင့်မလို့ဟိုကွန်ကရစ်လန်းတော့မဟုတ်ဘူးကြောက်ခဲလန်းနေပဲသွားတာတော့လန်းကောင်းနေဒါပေမဲ့ခုနောက်ပိုင်းကျတော့နည်းနည်းလေးလန်းလေးကပြန်ဆိုးသွားတယ် အဲ့မှာဘာလို့မကျင်နေတာတုံးဆိုရင်ဒီသူတို့ကဖုန်ကြီးကဒီမြို့တခြားဖုန်ကြီးတွေကိုဆော်ကားတာတော့မဟုတ်ပါဘူးဟိုစည်းစိမ်တွေမတ်တယ်ဖုန်ကြီးစည်းစိမ်တွေတချို့မတ်နေမှာဆိုရင်လည်းမလေးဖုန်ကြီးတွေကအေယာကွန်တမပြည့်ရင်တော့မှအေယာကွန်ကချက်ချင်းလာတာတွေရောဘာတွေရောမန့်ထားလို့ကျွန်တော်တို့ဘာကြီးဖုန်ကြီးဥရမကကြတော့အဲ့လိုဖုန်ကြီးမဟုတ်ပါဘူးဒီမန်းလေးမှာဆိုရင်လည်းဒါသူ့ရဲ့အိမ်ဝိုင်းရှိရယ်နော်သူကလူပြိုကြီးကြောက်တမ လူပြိုကြီးဒါပေမဲ့လွန်ခဲ့တဲ့နှစ်20ကျော်ကျမတို့ငယ်ငယ်လေးကလေးကသူကအောင်ရင်ဦးဆုံးအောင်တော်မူဖရားမှာသူကဒီပေါင်တုတ်ပိန်ကျွန်တော်ဒီရင်ရှေးခေတ်တုန်းကလူကြီးရဲ့စီးရဲ့ယောက်ျားစီးပိန်ကြီးနဲ့သူကအောင်တော်မူဖရားဒီအခုတဲအခုအစ်စ်ထက်တဲထားတဲ့ဂျိုဘီနမီမဟုတ်ဘူးညောင်ဘီနဲ့ဂျိုဘီနမီနမ်းမှာသူကတန်ရှိရေးလုတ်ပေးတယ်ဖရားဝေယဝိစာကြီးအကုန်လုတ်ပေးတယ်ညနေဆောင်ဆိုရင်စပိန်လေးနဲ့ပြန်လာပြီသူနှစ်နာရီသုံးနာရီလောက်ဆိုရင်ဖရားကိုသွားပြီး အဲ့ဒီကနေပြီးတော့ဝတ်ဖြူယောဂီယောဂီလည်းဝတ်တယ်ပြောမယ်ဆိုရင်ပိတ်ဖြူအဖြူလည်းဝတ်တယ်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့ तू ကညဆိုရင် तू အိမ်မက်တီမှတ်တာငါ့ကိုစစ်သားကြီးတယောက်ကဟင်းသာကူတောင်ပေါ်ကိုလာလာဖို့ခေါ်နေတယ်ဆိုတဲ့အရာကြီးလေကျမတို့ကသိရတယ်အဲ့မှာလည်းနောက်ပိုင်းညသူတဖြည်းဖြည်းနဲ့အောင်တော်မူခရကနေပြီးတော့လူများရင်လည်း तू ကမကြိုက်ဘူးအတန်ရှင်းရလည်းမတရားကြိုက်တာဖုံပေါ်ကအဲလူများရင်လည်းမကြိုက်စူညံတာလည်းမကြိုက်တော့ကြာနောက်ပိုင်းသူကကြာတော့ရေတကွန်တောင်ပေါ်ကိုရောက်သွားတယ်ရေတကွန်တောင်ပေါ်ကိုရောက်သွားတဲ့အချိန်မှာကျမဟို ဘာကြီးမိုးဗီဒီယိုဖိုင်လေးတင်ထားတယ်မလားဘာကြီးမိုးပြောနေတဲ့အရာတွေနဲ့လုံးဝကွက်တိအကုန်လုံးတောင်ပေါ်ရောက်သွားတဲ့အချိန်မှာလမ်းလည်းမပေါက်ဘူးအုတ်တွေတဲတွေတဲဘူးဆိုတာလည်းမလွယ်ဘူးအဲသူ့မှာအခုထိုင်တော့အိမ်မှာအိမ်မှာသူဗေဒင်လေးတွေဟောပေးတယ်ဗေဒင်ဟောပေးလို့လာလူသွားတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်ဒီမိသားစုကလူသူ့ကိုလူတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်သူကအကုန်လုံးတောင်ပေါ်မှာအသုံးချတာတောင်ပေါ်မှာအသုံးချရဲဆိုတာဒီဖရားကြီးတဲဖို့အတွက်ကိုသူကအသုံးချတယ်လူတွေတန်းတယ် သူ့ကိုကြိုးတွေလည်းအကုန်စွန့်နေကြောက်သမားဗျာလူပြိုကြီးကြောက်သမားလူပြိုကြီးအိမ်ဝိုင်းတွေအကုန်စွန့်သွားတယ်စီးစိမ်တွေမတ်တယ်ဆိုလို့ဒါရှင်းပြပေးရနော်အကုန်လုံးကိုစွန့်ပြီးတော့မှသူတောင်ပေါ်ရောက်သွားတယ်တောင်ပေါ်ရောက်သွားတော့ကြတော့လေအစာပိုင်းတော့တောင်ပေါ်မှာကကြတော့လူဝင်းနေဆိုတော့နေတယ်အဲနေတယ်နေတယ်နေတယ်နောက်ပိုင်းနေကြတော့သူသွားလိုက်ပြန်လိုက်နေတာ နောက်ပိုင်းနေကြတော့ဘလို့ဖြစ်တုံးဆိုတောင်ပေါ်မှာတချိုးအကြတော့လဲဖုန်ကြီးရင်းမဟုတ်တဲ့အတွက်ကြောင့်မလို့တပုတ်လေလွင့်နေပြောကြတယ်ပြဿနာကြီးတက်တယ်နောက်ထပ်ကြတော့လဲကျန်တဲ့ဒီဟိုပေါ့ကျမတို့တီးတဲ့လောက်ကိုပဲပြောပြပေးရအောင်เนาะကျန်တဲ့ဟာတွေကလဲအနီမခံဘူးဆိုတဲ့အတွက်ကြောင့်မလို့အဲသူကတန်ခါနိုင်ရကမှာတိမ်ဝင်လိုက်တာဖုန်ကြီးပြန်ဝစ်ပြီးတော့တိမ်ဝင်လိုက်တာတိမ်ဝင်ပြီးတော့မှသူကအဲ့တောင်ပေါ်မှာ ထပ်ပြီးတော့ဒီတာသနာပြုလုပ်ငန်းတွေကိုသူကဆက်လုပ်တယ်ဆက်လုပ်တဲ့အချိန်မှာကျတော့လေအခုပြန်လွန်တော်မူတာနဲ့ဆိုရင်ဆက်တဝါရောက်သွားပြီအဲသူကကျတော့ပြောမယ်ဆိုရင်ဟိုတနေ့ကဆွဲတဲ့ဗီဒီယိုဖိုင်လေးကိုပြန်ပြောပြပေးမယ်ရိုက်ပြီးတင်တဲ့သူကကျတော့လေဒီပေါ့သူကကျတော့လေဒီနာမှုကူညီအတင်းမှာသူတို့နာမှုကူညီအတင်းနဲ့တွားကြတာဆိုတော့ဖုန်းကလူတကာအခုခုခင်မှာပါနေကြတယ်ဗျာအဲ့မဲ့တင်လိုက်တဲ့အချိန်မှာကြာလေကိုရီးယားဟိုမတိလိုက်ဘူးနောက်ရက်မနေ့ကျမှတိလိုက်တာ အဲဝင်ပူးတဲ့ဟာကိုတင်တယ်ဆိုတာလေအစာအဆုံးမပါဘူးအစာဆုံးမပါဘူးဆိုတာကကြတော့နာမှုကူညီရေးအသင်းကားနဲ့ကျွန်မမောင်ရဲ့ဟိုဝင်ပူးတဲ့ဦးလေးကြီးရဲ့ဆိုတာအရင်ဆုံးတွားကြတာတွားကြတဲ့ချိန်မှာချင်းနောင်ထဲမှာလက်ကဒီလိုထောင်ရဲ့ဒီလိုလေးလက်သီးလေးကစုပ်ထားသလိုပုံစံမျိုးလေးထောင်ရဲ့ကလေးကျမတို့အဖေတို့အဲ့သူ့ညီမအငယ်ဆုံးလေးလဲပါတယ်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာသွားတဲ့နင်းနိုးတဲ့အထက်ကိုတက်ကြည့်ကြကြအောင်တဲ့ လက်ကြီးကျသွားပြီတဲ့ငါတို့လာတော့ကလက်ကထောင်ရဲတဲ့ပုံနေလဲရှိတယ်အဲ့မှာအဖေတို့ကကြတော့ဖုန်းကြီးကတောင်ပေါ်မှာတပါးတဲ့သတင်းသုံးတယ်အဲသူ့မှာခွေးလေးအဖော်9000ရှိတယ်ကျန်တဲ့ဒကာတွေဒကာမတွေကပ်ပြရတွေပါမလာဘူးလားဆိုရင်ตัวอ่ะจ้ะรอပြောမယ်ဆိုရင်သူ့ရဲ့ဒီဖះကုန်းမြေပေါ်မှာจ้ะတော့ तू อ่ะစီကံကြီးရဲ့တစ်ပင်နေလဲအခုမခံဘူးပြီးကြလို့ရှိရင် အတွဲတွေတက်လာရင်လည်း तू ကမကြိုက်ဘူးအဲ့လိုသူမြဲအတွဲတွေဆိုရင်တည့်ရဲ့အတိုင်းပဲအဲ့လိုမျိုးတွေလည်း तू ကအဲ့သူကုန်းမြေပေါ်မှာအဖြစ်မခံဘူးလူတွေအများကြီးနဲ့လာတယ်ဆိုရင်လည်းပြန်တော့ပြန်တော့အာဆိုပြန်ခိုင်းတာမိသားစုကလာမယ်ဆိုရင်လည်းဟဲ့လမ်းခီးမကောင်းဘူးလမ်းပြတ်တယ်အဲလာမယ်ဆိုရင်တော့မှ तू ကအလားမခံတဲ့သူမျိုးမိသားစုကိုလည်း तू ကဒုက္ခမပေးဘူးအဲ့ကြတော့ ကျွန်တော်တို့ကလည်းသွားမယ်သွားမယ်ဆိုပြီးတော့ကိုလည်းကိုစီးပွားရေးတွေနဲ့ဆိုတော့ဩသူကျမ်းမာရေးကောင်းတယ်အဲပေးစရာရှိတဲ့ဟာလေးတွေတော့ပဲအင်ကအတော်ကလန့်လန့်ပေးတာဟိုလူကြုံနဲ့သွားတဲ့သူတွေနဲ့ဟိုကပါလိုက်တယ်ဆိုရင်ဒီဘက်ကိုပြန်လာပြောတယ်ဖုန်းတွေပေးထားရင်လည်းဖုန်းတွေကိုမတော့ဘူးဟိုအရင်တော့ဆိုရင်ကျမတို့ဒီဘာလို့စင်ကက်လေးတွေထည့်ထိုးစင်ကက်လေးထည့်သွားတယ်အထိုင်ဖုန်းတွေအဲအဲအထိုင်ဖုန်းလေးတွေဆိုရင်လေသူ့ဟိုတဲ့ဖုန်းတွေဆက်ပြီးတော့ပြဿနာကြီးရှာလို့ဆိုပြီးမှကက်ကြီးနဲ့ကြိုက်ပြတာကျိုး ဟိုမောအဲ့လိုလူမျိုးလူမျိုးဆိုတဲ့အခါကျတော့အခုသူမြန်နေမန့်နေသလိုပြောနေသလိုမဟုတ်ဘူးဆိုတဲ့အရာကိုမိသားစုဝင်အနေနဲ့ဒါလာရှင်းပြပေးထားတာ။နောက်ဆိုတကယ်အမှန်ကန်အလုံးလုံးနေတဲ့ဘုန်းကြီးကိုဟိုပေါ့ရကြမရှိအောင်ပြောဆိုနေရည်ဆိုရင်လည်းမိသားစုအနေနဲ့ကလည်းမခံစားနိုင်ဘူး။ပြီးကြတော့သူကဝင်ပူးတာမဟုတ်ဘူး။ကျွန်မထပ်ပြောမယ်နော်ဝင်ပူးတာမဟုတ်ဘူး။အဲ့မှာကျွန်မတို့အိမ်ကသူ့ညီမအငယ်ဆုံးရဲ့ညီအလက်ရဲ့ရောက်သွားတဲ့အချိန်မှာ ဘုံကြီးပြန်လုံတော်မူတဲ့ပုံကြီးကအကောင်နေတော်ကြတဲ့အဆင့်ထိရောက်သွားတယ်ဗျာအကောင်နေတော်ကြတဲ့အဆင့်ထိရောက်သွားတဲ့အတွေ့အကြုံမလို့ဘလို့ပဲနေနေမိသားစုတွေနဲ့ကြတော့ယူယုံမရဖြစ်တယ်ပြန်တွေးတဲ့အတွေ့ကြတော့လေငါတို့ဘုံကြီးကအသက်ခံရတာလားတပါးနဲ့နေတဲ့အတွေ့အကြုံမလို့အဲဘလို့ဖြစ်လို့ဆုံးတာလေ ဘာလေးတွေမြန်မှားစရာရှိသေးလေအဲ့သုံးချက်အနေနဲ့ကညီကရွှေညီကကြတော့တမေအေးရဲ့မွေးတဲ့ညီဆိုတဲ့အခါကျတော့ရွှေရင်ကျော်စရာလည်းဖြစ်တယ်ကဲဝင်ပူးလို့ရရင်ဝင်ပူးဆိုပြီးတော့အစွဲသွင်းလိုက်တာအမိန်သွေးလိုက်တာပေးလိုက်တဲ့အချိန်မှာ तू ပြောခြင်းတဲ့အရာလေးတွေ तू မှားခြင်းတဲ့အရာလေးတွေကို तू ပြောခွင့်ရသွားတယ်ရသွားတဲ့အကြောင်းကြောင့်မို့လို့အဲ तू မြတ်တက်လို့သေးတာမဟုတ်ဘူးဥပဒါ तू तू ကျမ်းမာရေးကြောင်းမို့လို့ဆုံးတာ ဒါတိလိုက်ရတဲ့အတီလေးနော်နောက်ထပ်သူချန်ခဲ့တဲ့အလုတ်ကလေးတွေမှားစရာရှိတာလေးတွေမှားသွားတယ်ဒါမိသားစုဝင်အနေနဲ့ကြတော့အလောက်လေးတောင်မှမေးပိုင်ခွင့်မရှိတော့ဘူးလားအဲ့တော့ဗီဒီယိုဖိုင်ကတဝက်တစ်ပြက်ပဲတင်တဲ့အတွက်ကြောင့်မို့ဖုန်းကြီးကမသေးလို့အသေးသွားပြီးတော့မကျွလို့ဝင်ပူးတာဘာညာဆွဲတာဆွဲမှာပဲဘာလို့လို့ဆိုတော့ပုထုဇဉ်များယဟန်ဝစ်လိုက်တယ်ယဟန်ဝစ်လိုက်တယ်ဆိုပေမဲ့လေသူကသာသနာပြုနေတဲ့သူဟိုပြီးကြတော့ဒီ ်ဒါငါလုပ်ခဲ့တဲ့နေရာလေးဆိုပြီးတော့ငါဆွဲဆိုတဲ့အဆွဲကလည်းဖုန်းကြီးပဲဖြစ်နေဖြစ်နေလူပဲဖြစ်နေဖြစ်နေရှိတယ်မရှိဘူးဆိုတာလိမ့်တာလုံးဝရှိတယ်အဲတော်တော်တရားပေါက်နေတဲ့ဥစဉ်တွေကိုတော့မပြောဘူးเนาะဒါကျမတို့ဒီမြင်နေရသမျှကိုတော့ပြောပြတာအဲစွဲတာတော့ရှိမှာဒါပေမဲ့သူကလုံးဝနှစ်30နီးပါးလောက်အလုံးလုတ်ခဲ့တယ်ဗျာဖခင်ကြီးဖခင်တွေအကုန်လုံးကိုအဲတာသနာပြန်ပွားအောင်သူလုတ်ခဲ့တယ်သူခံရအောင်เนาะ နည်းနည်းပေါ့ဟုတ်တယ်မလားဟုတ်တယ်ဆွဲတာကိုလက်ခံနေဖုံကြီးစည်းစိမ်တွေမတ်လို့မကျွတ်တာဆိုတဲ့အရာကြီးကိုလက်မခံတာပြီးကြလို့ရှိရင်ဖုံကြီးကသူ့ဘာသာသူဝင်ပူးတာမဟုတ်ပါဘူးကြံတဲ့ညီကိုမောင်နှမကပါလေးနေမှားစရာရှိသေးလေစောနာပြောတဲ့သုံးချက်ကိုတိကျင်တဲ့အတွက်ကြောင့်မလို့ဝင်ပူးခိုင်းတာအဲကြတော့တခြားမလိုတာတွေမှတ်နေတဲ့အရာတွေကြောက်လေဒေါသထွက်တယ် စိတ်လဲတိုတယ်ကောင်းတာလုပ်နေတဲ့သူကိုဒီလိုပုတ်ဆိုပတ်ဆက်ကြီးတွေပြောနေရတာကိုလည်းမခံစားနိုင်ဘူးဒါကမတိသေးတဲ့အရာတွေကိုပြပြပေးတာအဲ့ဗီဒီယိုဖိုင်ထဲမှာလက်ကြလက်ကဘာဖြစ်တာတော့အထက်ဝင်ကြည့်ဆိုတဲ့အရာတွေလည်းတမဝေါ်ထဲမှာအကုန်တင်ပေးထားတယ်ဝင်ကြည့်ကြပါမကောင်းတာလေးတွေကတော့တုံသိုံလေးတွေဆိုရင်ကိုချင်းစာစိတ်ကလေးနဲ့မှန်ပေးကြပါလူဆိုတာတေမျိုးကြည့်ပါပဲတေကန်ဤအချိန်မှာအစွဲမထားဖို့တွေ

အောင်မာတီတော်လူတော်မှသာမုတ်စီကျော်အလဲအဲ့နဲ့ပြည့်ဖြတ်မှန်ပါဒီဘောမင်းကိုခေါ်တာလေတောအောင်မာတီတော်လူတော်မှသာမုတ်စီကျော်အလဲအဲ့နဲ့ပြည့်ဖြတ်မှန်ပါအဲ့ဒီဒီဘောမင်းနဲ့တဲ့တော့တို့ပြီပြီပြီရအင်္ဂလိပ်ပိုင်းပါဒီဘက်ကဟိုင်းဒီဘောအေးတို့ကတောအောင်မာတီတော်ဆိုတော့လူတော်မှသာဆိုတော့မေတိလိုက်ရင်သာ ဟာမေတ္တာရံပိုးတာမင်းတို့မင်းရတယ်မေတ္တာရံတော့မချဘူးဘရဘရဘရဒီနေစီဟာကြောက်တော့သူကမေတ္တာရံပိုးတာမေတ္တာကသူအဲ့ဒါကြောင့်ငငယ်လေးတွေကဘာသာရေးခိုက်ဆိုင်တယ်ဒီဘောပြင်းရသူ့ကိုယူအေးလို့ယူလို့ဆိုသူ့ကိုတင်တာပြင်းတယ်နော်ဒီရောတော့ဘာလို့ဥကောက်မှတင်တာဒီနေ့ကကြတော့အဲ့မှာတုံးအောင်မှာဒီကျော်လူတို့မှကမုန်းစီကျော်ရဲ့ပြည်ပြဲမဲ့ပါ င်ရမရတော့ဘူးမရတော့ဘူးဆိုရောမင်းကြီးလည်းအဲ့လိုပြောတာလာကမီဒီတပောင်းလေးမင်းယုံလားငါတော့ယုံနေငါဟောတာမမှန်လက်တက်ပြင်းငါပတ်ပလိုက်အဲရောမင်းကြီးလည်းအဲ့လိုတခြားဦးလိုက်ကြဦးရောဦးကောင်းဘူးဦးလိုက်ဘေးထဲမှာတစ်ခါတစ်ခါခါကျန်နေချင်ရှတ်တရာကျန်တော့ငွေကလေးချက်ပူရိသာဆိုယောက်ျားလေးချက် သိရဆတ္တရဆတ္တရကျမ်းလာဆတ္တရဆတ္တရဆိုတာဟိုဘောဒီအမျိုးဆုံးပေါ့ကျမ်းပြုစုတာချက်ချက်မင်းကလေးဟိုတမန်လူတွေမင်းကလေးရောယောက်ျားလေးရောဘာဖြစ်တယ်ညာဖြစ်တယ်ကိုပြုစုတယ်နော်ပြီးရင်ဒီနခတ်တာရဖဲအောင်မောင်းကောင်းကြည်စမ်းဟိုမှာဟိုမှာဗါတဲ့ဟင်းသာမျက်လုံးညှိုးနေပြီလေဟာမရတော့ဘူးဟင်းသာမျက်လုံးညှိုးနေပြီသွားတာပဲတက်သိမ့်သွား ဒါပဲနော်လူဆိုတာအဲ့လိုတပေါင်းပဲဒီသူ့အုံနောက်ကသိတ်ကောင်းတာဥကောင်းဥကောင်းအုံနောက်ကသိတ်ကောင်းတာအပြည့်ပြငါဖေရငါသားတဲ့ဘယင်မျိုးမြည်စီမှာသူရှိတာကိုသိအောင်သူရှိတာကိုပြနိုင်အောင်ဆလွယ်တို့ဂရင်တို့တန်လျက်တို့ထားတတ်တယ်ပြန်သူကဘယင်တို့မြည်ဒီမှာအစိတ်အစိတ် တမဝဆထားရတယ်မင်းတော့ကြည့်ကျုံနေဟုတ်ကျုံနေတော့ကြည့်ဥကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဥကောင်းလိန်ထုတ်သွားတာအဲ့ဒီရေစိုးမြောင်းရှိတယ်ရေစိုးမြောင်းဥကောင်းလိန်ထုတ်ဆိုပါရဲ့ဥကောင်းကဘသူ့ကိုလိန်ထုတ်ပါသိပေါ့မင်းဟုတ်လားအော်သူဥကောင်းကြောင့်မလို့ဟိုကဖြစ်သွားလေ။အပြပြ။ဟိုဟိုကဒီပေါ်မှာအစ်မဟုတ်ဘူး။အစ်မဟုတ်ဘူးစလိန်ကခွေးပါသွားတာ။အော်။ရေစိုးမြောင်း လူတရကျော်တယ်ဟိုတော့ကတော့ခုမင်းတို့ဟွာထဲမှာရှိမယ်တိတ်ဆန်ဥယျာဉ်ထဲမှာရှိတယ်ပဲတောင်ပန်းနန်းကားလိုင်းရဲ့ကျင်းမှာရေစုံမြားဟိုကမှာဟိုတော့ကားကြီးဆေးနေတာအဲ့ဒါရေကြီးထွက်တာအဖေပြောတာကမေုံလို့ငါစွိုင်းလေးနဲ့သွားကြည့်တာဟာဟုတ်တာပဲကွာလူတရတော့လူထွက်လို့ရတယ်မင်းရတယ်အဲ့ကြောင့်မို့မောင်ရောမိယုံသလားဒီတပောင်းလေးကွာဟဲ့မိယုံသလားဆိုအင်္ဂလိပ်စာလည်းမှွန်တာပဲဥကောင်းရတယ် ဥကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဥကောင်းလိန်ထုတ်သွားတယ်အဲ့ဒီအဲ့ကလောင်ထဲကနေထွက်သွားတယ်ဟာရေစိုးမြောင်းထဲကနေထွက်သွားတာဒါတော့သူတို့ဘယင်တွေမှာကြိုက်လန်းရှိတယ်လေယုံနေလို့ပဲကြိုက်လန်းကြိုက်လန်းဆိုတော့ထွက်ပေါက်ထွက်ပေါက်ထားမယ်စိတ်လူရထားမယ်စိတ်ထားမယ်တမန်ဝစားထားမယ်ပြီးတာနဲ့ခေရေးခေမတာတော့ဘူးဆိုတမန်ဝစားဝတ်ပြီးတမန်လူလူထွက်တော့တယ်ဖမ်းမခံဘူးအဲအဲအကြောင်းဘူး ဥကောင်းလိန်ထုတ်မင်းဆက်ပြုံးတဲ့ငါသားတဲ့အဲ့ဒါအစ်စ်မဟုတ်ဘူးဆိုတော့ဒီတို့ဗမာကတခါပြည်ထောင်လကနိုင်ငံကိုသွားပြီးယူဖို့อ่ะယူဖို့อ่ะဟိုတရားဖုန်ကြီးတရားယူမနေနဲ့တော့တော်ပြီတဲ့အဲ့ဒီဘောမင်းအယိုးတွေယူမနေနဲ့တော့ထားလိုက်တော့ဒီဘောမင်းအုပ်ကူဆိုပြီးတော့ထားတာအိန္ဒိယမှာဟုတ်လားအိန္ဒိယလေတော်ဟာအိန္ဒိယမှာဟုတ်တယ်အိန္ဒိယမှာအဲ့ဒါအစ်စ်မဟုတ်ဘူးဆလီငခွေးပါသွားတာဩဒီဘောမင်းအစ်စ်ကဥဥကောင်းလိန်ထုတ်မင်းဆက်ပြုတ် အခုဟိုသူကဘယ်မှာသွားပြီးတော့အေးစုဖျားလက်ကစုဖျားလက်ကရန်ကုန်သွားနေတာဟုတ်တယ်သူတို့အမျိုးဆက်တွေရှိတော်ဖျားလေးရှိတယ်တော်ဘာဖျားလေးရှိတယ်သူတို့ဆက်တွေရှိတယ်ရှိရဲ့ဆက်တွေရှိတယ်ဒီဘောမင်းကတေတော့ဘယ်မှာတေဒီဘောမင်းကဒီမှာပဲတေမှာပေါ့အမှန်လူတွေပဲမြုပ်မြုပ်သွားတာပေါ့ဇမြုပ်သွားတာဇမြုပ်ဘူးမြုပ်အင်းအင်းပမာကတော့ဒီဘောမင်းအုပ်ကူပေါ့ကွာအင်းအင်းတကယ်တမ်းကဒီဘောမင်းဆက်မုတ်အင်းမော့အေးအေးအင်းအင်းထူရအဲငါကဆလင်းငခွေးတူတယ်တဲ့တကယ်ကိုတူတာတဲ့ဆလင်းငခွေးပါသွားတာ သူ့ကိုအစားထည့်တာဟိုကလည်းပါရနော်အင်္ဂလိပ်ကမင်းကလေးလို့ထွက်သွားမှကြောက်လို့အဲ့ဒီကနန်းတော်တွေကထွက်တဲ့မင်းကလေးမှလည်းအကုန်ဆက်တာအော်ကုန်ဆက်တာအင်္ဂလိပ်ကလည်းတော့ဒီကစောရနောင်ကဒီမှာသွားပြီးတော့ထိုင်လာတော့ဘဲကဂျင်ဒရမေကဘဲသွားတော့ဆိုတော့မင်းတို့သွားထိုင်ရတာလေးတော့ဒီတော့ဘီးရတာဒီတော့ဒီဝါကြလည်းရပြည့်ရတာ။အဲ့အဲ့။ကဲ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့ကျွန်တော်ရဲ့ viewer လေးတွေကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဆရာတော်အပေါ်မှာကျွန်တော်တို့တွေအနည်းမားတွေမြင်နေတာတွေကနောင်တရနေလောက်ပြီလို့ကျွန်တော်တို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ကပြပြဆုံဆုံကိုတင်ပေးသွားတာဖြစ်ပါတယ်။ပထမတစ်ချက်ကဘာဂျီမိုးကဆရာတော်နဲ့ပတ်သက်တဲ့အထောက်ပတ်တိတွေကိုသူကပြောသွားပါ ပြောသွားတာဖြစ်ပါတယ်ဆရာတော်ဒီတောင်ငုံကိုရောက်တဲ့အချိန်မှာသူဘယ်လိုပုံစံမျိုးနဲ့သာသနာကိုပြုခဲ့တယ်လဲဆိုတာကိုလည်းအာဘာဂျီမူအသေးစိတ်ပြောသွားတယ်အဲ့ဒီအပြင်ဆရာတော်ရဲ့မိသားစုဖြစ်တဲ့သူ့ရဲ့သူမကလည်းဆရာတော်ရဲ့ဒီဝင်ပိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကမခံရနိုင်လို့ဘောနော်ဟိုစိတ်မကောင်းတော့ဗျာပြောမှဆိုလို့ရှိရင်ဒီသူ့နေရာမှာဆိုရင် ကိုလည်းကိုမိသားစုဝင်ကိုအဲ့လိုမျိုးအထင်လွဲလို့ရှိရင်လည်းကိုလည်းစိတ်မကောင်းဖြစ်မိပါပဲနော်အဲ့ဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကလည်းဆရာတော်နဲ့ပတ်သက်တဲ့အထောက်ပတ်တိတွေရောဆရာတော်ရဲ့ဒီသာသနာပြုခဲ့တဲ့လောက်ရတဲ့ပေါ့နော်အစအဆုံးအသေးစိတ်ကိုရှင်းပြထားတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ viewer လေးတွေကဆရာတော်ရဲ့လက်ကိုတော့ကြည့်လိုက်အောင်လက်ချထားတဲ့လက်ကိုတော့ကြည့်လိုက်အောင်ဆိုတော့ဟိုဟာစကားအရဟိုတိကျတဲ့လူတော်တော်များတယ် ဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ကဗီဒီယိုအတိုလေးထည့်ထားပြတာဖြစ်ပါတယ်ပြီးရနောက်ဆုံးမှာကြတော့ဆရာတော်ကသူကဟိုမပြောင်းတော်မူခင်တုန်းကသူ့ရဲ့တကားတွေနဲ့စကားကိုပျော်ပျော်ပါပါပြောနေတဲ့နောက်ဆုံးမှတ်တမ်းဗီဒီယိုတစ်ပုဒ်ကိုလဲကျွန်တော်တင်ဆက်ထားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်ပြီးသွားလို့ရှိရင်ဆရာတော်အပေါ်မှာကျွန်တော်တို့ဟိုအမြင်မှားတွေအထင်မြင်မှားတွေထင်နေတာတွေကကျွန်တော်တို့ထင်ထင်ရှားရှား တိနိုင်လောက်ပြီလို့ကျွန်တော်တို့ထင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့မှားခဲ့တာတွေကျွန်တော်တို့ဒီဆွဆွဲခဲ့တာတွေကမှားခဲ့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော် comment အောက်မှာဝင်ပြီးတော့ဆရာတော်ကိုဝမ်းချတောင်းပန်နိုင်ပါတယ်။ကောင်းရာဘုံဘဝတို့ရောက်နိုင်ပါစေလို့ဆုမွန်ကောင်းနေတောင်းကြအောင်ခင်ဗျာ။ကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျာ။ Bye bye.